ရကနော်အဲ့ဒါကိုလည်းတစ်ဖက်မီဒီယာအားပေးတွေကတော့အာတောင်းဆောင်အေမအာရခအာရခအာရခတွေလုံနေတဲ့ခါကြတော့ဘာဖြစ်လဲဆိုတော့အာရပါရအောင်နေရမဲ့ဘဝကြီးဖြစ်သွားရင်မင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်မင်္ဂလာပါဗျာဒီနေ့အဲ၄ရက်6လ2025ပေါ့နော်ဒီနေ့ကဒါကျွန်တော်နည်းနည်းစောစောလေး အေးပြောပေးတာဖြစ်တယ်ပေါ့နော်အဓိကကတော့ဟိုအားလုံးကတည်တည်နေကြတဲ့ဒါကိုဇော်ဘွေဟိုဖန်ခံလာမှာဖန်ခံမှာပေါ့နော်အဲ့ကျွန်တော်ခုချိန်နေတည်တည်ကြကြတည်တည်ကြကြမတည်သေးဘူးညာနော်ဒါမှကျွန်တော်တွေ့နေရတာတည်နေရကြတာကြတော့တမတော်ထောက်ကနေတူတော်တော်များများကိုဇော်ဘွေအဖန်ခံတာကိုနည်းနည်းပို့ပြီးတော့ ဟိုပျော်နေတဲ့သူတွေလည်းကျွန်တော်တွေ့ရတယ်တမန်ထောက်ခံနေဆိုတော့ဟို channel ကြီးရှိရဲကျွန်တော် line ပေါ်မှာပြောတဲ့သူတွေရှိရဲသူတို့တွေကတော့ဒါပျော်နေကြတဲ့အနေအထားမျိုးတွေတော့ကျွန်တော်တွေ့ရတယ်เนาะဒါပေမဲ့ကျွန်တော်သူတွေကစိတ်ဝေးရှောင်နေရတဲ့ပြည်သူတွေရဲ့ဒုက္ခရဲ့စိတ်ဝေးရှောင်နေရတဲ့ဘဝရဲ့ငါအိုးအိမ်ကြီးစွန့်ပြီးတော့မှထွက်ပြေးလာတဲ့ငါအိုးအိမ်ဘယ်ချိန်ပြန်လို့ရဝလဲဆိုတဲ့မျှော်လင့်ချက်တွေအဲ့ဒါတွေက ဟိုဘသူတွေစီမှာရောက်နေလဲဆိုတော့ကျွန်တော်တို့တွေစီမှာရောက်နေတယ်အဲ့သူတို့ရဲ့မျောနေချက်တွေကကျွန်တော်တို့ပြောပြလိုက်လို့ရှင်တို့ချင်းတရင်ပြောလိုက်လို့ရှင်တို့ချင်းသူတို့နေရာလေးမှာပါမလားသူတို့နေရာမှာတက်မလို့ကပြန်ပြီးတော့ထိန်းနိုင်ပြီလားသူတို့နေရာမှာတိုင်တိုင်းတို့တက်မလို့အောင်မြင်ပြီလားဆိုတဲ့မျောနေချက်တွေနဲ့ဒါကျွန်တော်တို့ကိုမျောနေနေကြတာရှင်ကျွန်တော်အဲ့အတွက်ဟို နောက်ဆုံးမှာတော့မဟုတ်ဘူးကျွန်တော်တို့ကိုကျွန်တော်တို့အားကိုးနေတယ်ဒါကျွန်တော်တို့အားကိုးနေတယ်ညီကောင်မတွေရှိတယ်မျောလင်းနေတာပေါ့ကျွန်တော်တို့ပြောနေတဲ့သတင်းစကားလေးတွေကိုသူတို့နားထောင်ပြီးတော့ဒါသူတို့ရဲ့အားရမှုပျော်ရွှင်မှုတွေသူတို့တကယ်လို့နော်ဟိုအငြင်းမနှိမ့်ဆက်ခံတဲ့နိုင်ငံတော်အစ်စ်နိုင်ငံတော်ပုံကိုယ်တွေတည်အောင်လို့ကျွန်တော်တို့ကတဆင့်ခံပြောပေးနေတဲ့အတွက်သူတို့တွေရဲ့မျောလင်းချက်ကိုကျွန်တော်ကမပြတ်သုံးစေချင်တဲ့ဟိုစိတ်စေတနာကြောင့်ကျွန်တော်ကဒါဒီနေ့ဆိုနက်နက်ပို့ပြီးတော့မှအာယုံဆိုင်ပြီးအစော်ကြီးပြောပေးတာဖြစ်ပါတယ်ဗျာနော် KPN ဘက်ဆိုတဲ့တေဘောဖို့ဆိုလို့ရှိရင် ါအာတစ်ဖက်ဒီမှာဆိုပြောလာစကမ်းသိမ်းပြီးဘွားကြီးပါညာဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒီဘိုးဘိုးမှာကတပ်နော်သားတွေကအသက်ခံတာကိုရင်းပြီးတညံ့တန်ကာကွယ်နေတယ်ပြီးတော့ခါကျတော့တပ်နော်ကြီးရဲ့လေချောင်းပေါ့နော်လေချောင်းကလည်းပြစ်ကူတွေပေးနေတယ်အဲ့ဒီစကမ်းကတော့ယနေ့အခုချိန်ထိကျွန်တော်အနေနဲ့တီးရမယ်ဆိုအေးစစ်စစ်လို့ပဲပြောလို့ရပါတယ်နော်ဘမောဘမောဆိုရင်လည်းပဲဒါကျွန်တော်တို့ဒီ KIA တွေ AD PDF တွေတော်တော်များများတော့ထိမ့်သိမ့်နိုင်ပြီလို့ကျွန်တော်ပြောလို့ရတယ် တော်တော်များထိမ့်သိမ်းနိုင်လို့ပြောလို့ရတယ်အဓိကကတော့အားလုံးပြည်သူတွေတောင်းစားနေတာကဘယ်ကိုသွားလှုပ်ဆဲခြင်းလဲဆိုလို့ချင်းမိုင်းကြရန်တို့အဲ့ဒီဘက်ဟိုတို့ကျွန်တော်တို့ဟို KIA ဌာနချုပ်ရှိတဲ့လိုင်စာတို့အဲအဲ့လိုမျိုးတွေသွားပြီးတော့ကိုတေးကြကြဒီဗမော်မျိုးဖြတ်တယ်လို့သူတို့မျိုးကိုသွားဖြတ်သူတို့တွေနေထိုင်တဲ့နေရာကိုသွားပြီးတော့ဒါဟိုပြန်ပြီးတော့လှုပ်ဆဲခြင်းနဲ့ထိတိယောက်ခြေမုန်းစေခြင်းနဲ့ဆန္ဒကဗမော်ပြည်သူတွေအားလုံးမှာရှိတော့မြန်မာနိုင်ငံမှာရှိတဲ့သူတွေအားလုံးကဆန္ဒရှိတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့တွေဒီ ဒါအတိုင်းကြီးကိုဖျက်ဆီးတာအစိမ့်စိမ့်ဘဝဖျက်အောင်ဖျက်ဆီးတဲ့အတွက်ဒါပြည်သူတရားဝင်နေကျွန်တော်လည်းပဲလက်မခံတယ်လို့ပြည်သူတွေအားလုံးကလည်းလက်မခံဘူးပြတယ်တမ်းတော်ကြီးကဒါကိုပြက်ပြက်သားသားဒါ NC စာချုပ်ရဒီနေရာတွေကိုဖြိုလို့မရဖျက်လို့မရဆို NC စာချုပ်ဆိုတာသူတို့ကဖျက်ဆီးတာဖြစ်တဲ့အတွက်ဒါတမ်းတော်ကပြန်နဲ့ကာကွယ်ခုခံရင်လည်းပဲလုံဆောင်တာဖြစ်တဲ့အတွက်အမောင်းရင်မရှိဘူးလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒါနီးနီးအောင်လည်းပဲတည်တည်ချာကြာကြာနာနာဒါရှင်းနေတဲ့တုတ်တင်ရှင်းနေပြဖို့လိုအပ်တယ်လို့ထင်ပါတယ်ကျွန်တော်ပြောဖို့ပါတယ်ဒါ ဖားကဘကိုတက်သွားပြီးဖားပန်းကန်ကကနေဆကြောင်းနေတာတောက်ဆောက်ထိုးနေတယ်ပြန်ဆင်းလာတဲ့အင်းတော်ဘက်တွေထိုးတယ်ဒါတောက်ဆောက်တမ်တော်က KI တွေကတော့မြူပြုတ်တာလို့မြူပြုတ်ပြီပေါ့နော်တမ်တော်ကဒါ KI ဆိုတော့ကောင်းကောင်းနေနေထိမွားနိုင်တာရှိတယ်ကချင်ပြည်နယ်ဘက်ကိုကောင်းကောင်းထိနေနေပြုတ်နိုင်တာရှိတယ်မကြခင်မှာလည်းပဲဒီနောင်ချိုကအဲအောင်မြင်မှုလမ်းကြောင်းကနောင်ချိုဘက်မှာတက်တော်မယ်နော်အောင်မြင်နောင်ချိုမှာနင်းပြီဆိုတော့ねပလောင်နေအခုတောက်လျှောက်ကဟိုကို့ ဘက်တွေမရေယာဘက်တွေမှာရှိနေတဲ့ပလောင်တွေကတော့ဒါသူတို့အဲသူတို့နေရာသူတို့ပြန်ပြီးတော့ရမယ်ဆိုရင်တောင်မှဒါသူတို့တော်တော်ကြီးကိုဆူတောင်းမယ်အနေထားမျိုးရှိတယ်။တပ်မတော်ကလည်းပဲဒီနှစ်ချမ်းမှာအောင်မြင်မှုတွေတော်တော်ကောင်းတယ်နော်။ပြီးတော့ဒီကျွန်တော်တို့ ARV တိုင်းဘက်ကိုပြန်ပြောမယ်ဆိုရင်လည်း ARV တိုင်းလေးမျက်နှာငတိုင်းကြောင်အဲ့ဒီဘက်တွေမှာဆိုလည်းပဲတပ်မတော်ကတိကျကျဟိုအခြေကုတ်ယူပြီးတော့ကြကြနနာရှင်းလင်းလာလာရှိတယ် ရှင်းလင်းနေတာဖြစ်တဲ့အတွက်အဲ့ ARV လမ်းကြောင်းတစ်ကြောင်းတော့တော့အခုချိန်မှာတိုက်ပွဲကတော့အေးသွားတာရှိတယ်အရင်ရက်တည်းကတော့ဒေါက်ရှော့တိုက်တာရှိတယ်အခုတိုက်ပွဲအေးသွားတာရှိတယ်ဒါနေမီရှင်းလင်းရေးတွေလောက်ပဲနေမီရှင်းလင်းဆိုတာလဲကွန်မန်ဒိုတွေရှင်းလင်းနေတာဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ပြည်သူတွေစိတ်အေးရမယ်အနေအထားမျိုးရှိပါတယ်နော်နောက်အဲကျွန်တော်တို့ဟိုကြောက်ဖြူပဲကြောက်ဖြူဘက်ကလည်းကျွန်တော်ပြီးခဲ့တဲ့ရက်ကဒါအလူသွားလုပ်တဲ့ကြောင့်လည်းအမြဲတမ်းဆူတောင်းနေပါတယ်ဒီကျွန်တော်တို့ KB နဲ့ဘက်နဲ့ကြောက်ဖြူဘက်ကိုကျွန်တော်အရင်ဆိုရင်နေဖြစ်တယ်ပေါ့နော်ပြီးတော့ဒပွဲဘက်လည်းဆိုရင်မှုရှိတယ် ဲ့ဒါကိုကျွန်တော်ဟိုအမြင်တမ်းလို့လို့ကျွန်တော်ဆူတောင်းတယ်အဲအဲ့မှာဘာသွားထူကြတာတွေ့လဲဆိုတော့ကျွန်တော်တို့ဒါအကြောက်ဖြူဘက်မှာဆိုလဲပဲဒါအဲ ရေတက်ကတော့တိတ်ပြီးတော့အတုလုတ်တာတော့ကျွန်တော်အနေနဲ့မတွေ့သေးပေမဲ့ဒီလေချောင်းကတော့တော်တော်ကြီးကိုလုတ်တယ်ကြာတော်တော်ကြီးကိုလုတ်တယ်တော်ကြီးကိုလုတ်တော့ဒီမင်းတက်တော့ဘက်ဆိုလို့ရှင်နေပါဒါကျွန်တော်စမှုသိပ်ပိုင်းကြောင့်မပြန်နေပြီးတော့ရရှိတာရှိတယ်ပြီးတော့စတိုင်ပါရီနဲ့အေရအဝေးရနေပြီးတော့မှသူလုတ်ဆောင်နေတာဖြစ်တယ်အေရဒီစတိုင်ပါခွေနေကိုကျွန်တော်တို့ drone တွေနဲ့မှတိတ်တက်တန်းနာရှင်းနေအေရအစားပြောက်သွားပြီเนาะအေရအစားပြောက်သွားရင်ဒါသူတို့ဆိုတာကအယုတ်ရေးရမှန်းနေတာဖြစ်တယ် အဓိကကအေးမှာဆိုမြောက်ပိုင်းဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကလေးတွေကျောင်းပညာရေးတွေတက်ဖို့မရှိအခက်ခဲဖြစ်တယ်နောက်တစ်ခါကျတော့အဲဒါကလေးတွေပညာတက်ဖို့ကတော်တော်ကြီးကိုဟိုအလံဝေးသွားပြီရိုင်းဆိုင်တာလည်းတော်တော်ရိုင်းဆိုင်တဲ့အနေဒါမျိုးဆိုအခုဆိုလို့ချင်းတဲ့ဒါအာရခိုင်ပြည်နယ်ဘက်မှာဆိုလို့ရှိရင်ရေကြီးရေရှမ်းမှုတွေအများကြီးဖြစ်နေတယ်ဒုက္ခတွေလည်းအများကြီးရောက်တယ်အဓိကကနိုင်ငံတော်တို့ဘာညာလို့အိမ်မက်တွေမှတ်ပြီးတော့ပြည်သူတွေကိုရခိုင်ပြည်သူတွေကိုဒါ ိုရှင်းပြောလို့ရှင်တော်ရှင်အောက်စုလိုက်ကိုရှင်းလင်းပြတဲ့ပုံစံမျိုးဖြစ်တာပေါ့ A ရဲ့လှုပ်ဆောင်ချက်ကနော်အဲ့ဒါကိုလည်းတစ်ဖက်မီဒီယာအားပေးတွေကတော့အာတောင်းဆောင် A မှာအရခအရခအရခတွေလုံနေတဲ့ခါကြတော့ဘာဖြစ်လဲဆိုတော့အရပါရအောင်နေရမဲ့ဘဝကြီးဖြစ်သွားရနော်အဝမှာလည်းပဲဒါငယ်ကိုငယ်ဇီတို့ဒါကျွန်တော်တို့ကိုရက်ရှင်နေလောက်တာရှိတယ်။သူကတော့ရခိုင်နာတော့မသိပါဘူး။နော်သူတို့ရခိုင်ထင်းတော့တားနာတယ်။ ူရခိုင်မဟုတ်တော့မှသူ့အဖေမိတဲရောက်ကရခိုင်ဖြစ်နေမယ်သူအဲ့ဒီအားနာတယ်နော်အဲ့တော့ကျွန်တော်ပြောကြအခု A တွေကအေးမလစ်ပဲရှိမလားစဉ်းစားနေတောင်းတော့တလောက်ပြုံးနေတဲ့ဥစ္စာကိုမလစ်ပဲရှိမလားဟုတ်လားဒါတော့စစ်တီတွေကတော့ရှိမှာပေါ့အဖန်ကန်တာလည်းရှိတယ်ကျွန်တော်ကတော့စစ်တီတွေကိုအမြင်နဲ့အားပေးကြတာအားပြောမလားအလံထောင်လို့လည်းလာတာမရတော့ပြီးွားပြီပြန်ရောက်လာလဲခုံရုံးပဲရှိမှာတက်လို့မှဒီလိုမျိုးဆိုမရှိဘူးကတခါလဲအသေးအသေးချင်း နာတယောက်ရတယောက်ရှင်နှစ်ယောက်ရနှစ်ယောက်ရှင်သူပြိုင်ကိုပြိုင်ချလိုက်တာကမှအာနောက်မှကြံခဲ့တဲ့ဟိုမျိုးရိုးမှကြံခဲ့တဲ့ဒါသမီးတွေကဂုံသိက္ခာကြီးစွာနဲ့နေထိုင်ရအောင်မနော်အာငါအဖေငါအကုငါရောက်ကြကတော့ဘုံမြတ်စွာနဲ့ပဲတိုက်တိုက်ပြီးတောင်းဝန်ထမ်းဆောင်တဲ့ကြာဆုံးသွားတယ်ဆိုရင်ဒါဂုံသိက္ခာကြီးတဲ့အနေထားမျိုးဖြစ်တာပေါ့နော်အဲအလုံးမောဘောကအတန်းပြီးထောင်ပြီးဓူးတွေထောင်နေကြဆိုတော့ခုံရိုးပြန်ရောက်လာလဲခုံရိုးရောက်အောင်မယ်ခုံရိုးနဲ့ဖွဲ့ခိုက်ပြီးတော့လဲဒါတောင်းတော်ရဲ့ အဲစစ်စီကန်စစ်ဦးရေဒါအဖွဲ့ကြီးဆိုတော့အလုံးလောက်ခအလုံးလောက်မှာပေါ့နော်ဒါရေးသုံးနေညှိအောင်မယ်အဲ့တော့ကျွန်တော်တို့ကပြည့်ပြည့်သားသားနဲ့ဆိုလို့ကျဒီလိုဆိုကဘာမှလည်းအဆက်မကွဲတော့ဘူးပေါ့နော်စစ်သုံးပန်းနေဖြစ်သွားတာတော့ကိုကြီးမစားလို့ပြောတာတော့မဟုတ်ပါဘူးเนาะအဲ့အလေးတွေကတော့ကျွန်တော်တို့ချောင်းသိနေတယ်လို့ပြောသူတယောက်ကိုတယောက်ချပလိုက်တော့နောက်ဆုံးအဖြစ်ပြီးရောเนาะဒါမှမဟုတ်အခုကျွန်တော်တို့မြင်တွေ့တဲ့ပုံစံကတော့အထက်အောက်ကတော်တော်ညီညွတ်ပြီးတော့ ဘလို့ပုံစံမျိုးနဲ့ချလိုက်တယ်တော့မသိဘူးခဏလေးတွေမှာအဲ့ဒီကြောက်ဖြူကအဲမကြကြောက်ဖြူကခဏလေးတွေမှာပဲသူပြန်နိုင်ပြီးတော့ထိမ့်သိမ့်နိုင်တာရှိတယ်ထိမ့်သိမ့်ဖို့တည်းကျန်တဲ့ပြည်နယ်တွေကလိုက်ထိမ့်သိမ့်နိုင်မှာတောင်ပိုင်းတတိုင်းလုံးတောင်ပိုင်းတချမ်းလုံးကျွန်းဆွဲကျွန်းနေပါ냐တချမ်းလုံးထိမ့်သိမ့်နိုင်မှာဒီမြောက်ပိုင်းကအဲ့ဒီဟာတွေလွတ်ပြေးထားလိုက်ပြီးသွားပြီเนาะအဲ့လိုမျိုးတော့ကျန်တယ်နောက်တစ်ခုဝက်တော့ကိစ္စကားဝက်တော့ကိစ္စကိုလည်းဒီလိုဘောမရတဲ့ဘက်မှာလည်းပဲအမှားအမှန်တွေအများကြီးပြောကြတယ်ဒီနေရာမှာကျွန်တော် 3ချက်နဲ့ကျွန်တော်ဖြည့်ရှင်းပြပြောပြနိုင်ငံတော် အစ်င့်နဲ့တစ်ချက်နဲ့အလဲလက်တက်တက်စင်နဲ့တာမန်လူတယောက်ရဲ့အစ်င့်3စင်ကိုကျွန်တော်ခွဲခြားပြီးပြောပြပါမယ်နော်တာမန်လူတယောက်အစ်င့်ဆိုတာကအဲဒီဝက်တော့ တည်ဆိုလို့ရှင်လို့ချင်းဒါဟဲ့ကဲကယ်ရီတွေပါပါသွားတဲ့အတွက်ဒါသူတို့ရဲ့စီဝါရေးလှုပ်ဆောင်မှုက အခက်အခဲဖြစ်သွားပြီဖြစ်တဲ့အတွက်သူတို့ကလှုပ်ဆောင်မှုကအခက်အခဲဖြစ်သွားပြီဖြစ်တဲ့အတွက်ဒါကိုကန့်ကွက်ကောင်းကန့်ကွက်ပါလိမ့်မယ်အလဲလဲတန်းစားပြောမှဆိုကျွန်တော်တို့လည်းကားဝယ်စီးနိုင်တယ်ကျွန်တော်ကားစီးတဲ့ကားလေးဆိုသိန်းထောင်ကျော်ပေးရတယ်အတိတိုင်းဝက်တော့ဆိုလည်းယာကျော်တရာကျော်လောက်200ကျော်လောက်ဝယ်ရှိမယ်ဟုတ်လားအဲ့တော့ဘာဖြစ်လာလဲဆိုတော့အဲ့ဒီကားတွေကအဲဝက်တော့ဝက်ဝယ်စီးတော့မှဟောဒီလိုဘယ်သူကဒီလိုဝန်းနေမဝယ်စီးတော့ဘူးပေါ့နော်မဝယ်စီးတော့ဘူးပေါ့ ဝက်တော့တွေဝယ်စည်းလိုက်လို့ရှင်ဘာဖြစ်မလဲမြို့ထဲမှာနေတဲ့လူတွေကလူတိုင်းဝယ်စည်းနိုင်တာဖြစ်တဲ့အတွက်ကားလမ်းတွေပိတ်ပြီးတော့သွာလာတာဒုက္ခရောက်ပါမှာမြို့ပြန်ကတော့ပြဿနာမရှိလို့မြို့ပြန်မှာတော့ဒီတောတောင်တွေမှာသွာလာနေတဲ့လူတွေကတော့ကားဝက်တော့တွေစီးပြီးတော့ တို့စည်းဝါရှာလို့အစီအပြေပဲမြို့မှာကြတော့ဒါနည်းနည်းလေးရေကြီးတာပဲဖြစ်ဖြစ်မီးပွိုင်းပိတ်တာပဲဖြစ်ဖြစ်ကားတစ်ခုအစီတန်းပြတ်တာပဲကားလမ်းနဲ့အကုန်ပိတ်ဆို့ပြီးတော့ဖြစ်တတ်တဲ့အတွက်ပေါ့ဒါဝက်တော့ကားတွေတော့ကတော့ကျွန်တော်ကတော့ဒီဒါဒုတိယအပိုင်းကြီးနဲ့ပြောတာပေါ့နော်နိုင်ငံတော်အစိုးရဆိုလို့ဆိုဥမာပေါ့ဗျာကားဝက်တော့ဒီကဗာပြဿနာဖြစ်လာဆိုတော့လုံခြုံရေးတွေပြဿနာဖြစ်လာတယ်လုံခြုံရေးတွေနောက်ပိုင်းနဲ့ပြဿနာဖြစ်လာနိုင်တယ်နော်ဖြစ်လာမယ်ဖြစ်လာနိုင်တယ်အဲစိုက်ကယ်နဲ့ပဲဘုံပေါက်ခွဲတာပြပြကားပဲဘုံပေါက်ခွဲတာပြဒီပြဿနာမျိုးတွေဖြစ်လာနိုင်မှာအရေး နောက်တစ်ခုကျွန်တော်တို့ဒီ TLL လေးတို့ပါလို့ဆိုတော့ကြာအခုလက်နက်ကင်နေအဖွဲ့စည်းပြကနေပြောမှာကားတွေ license တွေလုတ်ပေးနေတယ် license လုတ်ပဲအဲ့ဒါကိုလူတွေကရောင်ရောင်မမထိန်ပြီးတော့အာဒီမှာပဲ license လုတ်လိုက်တော့မှဆိုတော့အယောင်မလေးတွေးလာနိုင်တယ်နိုင်ငံတော်အစ်စ်အနေနဲ့လုတ်ဆောင်ရတာအများကြီးဖြစ်တာပေါ့နော်အဲ့တော့အဲ့ဒီကားတွေကသူတို့ MNDA ဘက်ကဝင်နေပေါ့ ပလောင်တွေဘက်ကလိုင်စင်လုတ်ဝေးလိုက်တဲ့အခါကျတော့ဒီဘက်ရန်ကုန်ထဲဝင်လို့ရမလို့လို့မန္တလေးလာလို့ရမလို့ပြည်ဦးလွင်တက်လို့ရမလို့လို့ရှမ်းပြည်ဘက်သွားလို့ရမလို့တွေထင်အောင်ထင်မှားတွေဖြစ်ကုန်ပါတော့အဲဒါအဲ့ဒါတွေကိုလည်းနိုင်ငံတော်ဆင့်နဲ့လုတ်တာဖြစ်တယ်လို့ပဲကျွန်တော်အနေနဲ့ယူဆတယ်လို့ပြောချင်ပါတယ်အချိန်ပြည့်သွားလို့အားလုံးကျမ်းမာပါစေဗျာ